ယုံကျင်ယုံမယုံကျင်နေမြမပြီမှာဒါတွေဖြစ်ခဲ့တယ်1990ခုနှစ်မှာတညတဲနဲ့ဘယ်မောင်းမညာမောင်းစနစ်ကိုပြောင်းလဲခဲ့ပါတယ်ဘယ်မောင်းကညာမောင်းပြောင်းချောင်းကျင်ညာခဲ့ပြီးကားများစုကချက်ချင်းဘက်ပြောင်းမောင်းနေဖို့အဆင်မပြေဖြစ်ခဲ့ပါတယ်ဘယ်မှာမှမြမဆိုတဲ့အမိပြောင်းလဲတာဟာပြည်သူစံတမ်းမပါဘဲဆုံးဖြတ်ခဲ့တာပါတမရော်အစိုးရက1980ကိုစံနာပြမှုတွေအပြီးချက်ချင်းပြောင်းလဲခဲ့တာပါ တခါတုန်းကမြန်မာနိုင်ငံမှာစင်ကာတက်ကကို390ကနေတရာကြားစေးပေါက်ခဲ့တယ်1990ပြည်နှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာဟန်ဖုံးနဲ့စင်ကာတွေဟာလူကျန်းသာတွေတာဂိုင်နိုင်တဲ့ပစ္စည်းတစ်ခုလို့ဖြစ်ခဲ့ပါတယ်စစ်အစိုးရတွေဟာဗေဒင်နက်ခတ်တွေယုံကြည်ပြီးနိုင်ငံရေးဆုံးဖြတ်ချက်တွေချလိရှိပါတယ်1980ခုမှာနေဝင်းကကိုကနန်းဟာသူ့ကိုကာကွယ်ပေးမယ်လို့ယုံကြည်တာကြောင့်ထူးဆန်းတဲ့45ကျပ်တန်နဲ့60ကျပ်တန်ကျပ်ငွေတစ်တွေထုတ်ပြီးရတရာခြေခဲ့ပါတယ်တစ်ချိန်လုံးကရှိုးဝတ်ထောက်လန်းရေးတွေဟာ လက်ဖက်ရည်ဆိုင်ဖုန်းကြီးကြောင်းနဲ့နေရာအများစုမှာစောင့်ကြည့်နေကြတယ်။ဒါကြောင့်လူတွေကြားမှာနိုင်ငံရေးအကြောင်းပြောဖို့အတော်သတိထားရပါတယ်။2000ခုနှစ်မတိုင်ခင်အင်တာနက်အသုံးပြုမှုကိုပိတ်ထားခဲ့ပါတယ်။ကမ္ဘာတဝန်းအင်တာနက်သုံးနေချိန်မှာအစိုးရနဲ့တက်မတော်ပိုင်လုပ်ငန်းတွေအတွက်ပဲအင်တာနက်အသုံးပြုမှုကိုခွင့်ပြုထားခဲ့ပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံပြင်ပရေဒီယိုလိုင်းတွေနားထောင်တာတရားမဝင်ဖြစ်ခဲ့ဘူးတဲ့ လျက်စစ်မီးကို အပြေးအဝါမရတဲ့ကြားက BBC BOA နဲ့ RFA ကသတင်းတွေကိုရှုံးဝက်စွာနဲ့နားထောင်ခဲ့ရတယ်။ MRDB အစိုးရသတင်းရုပ်သံလိုင်းတစ်ခုပဲရှိခဲ့ဘူးပြီး69ရာခိုင်နှုန်းတည်အစိုးရကိုချီးကျူးတဲ့အကြောင်းအရာကိုတင်ဆက်ပြီးကြံတရာခိုင်နှုန်းတည်မိုးလေဝသတင်းပါ၂၀30မတိုင်ခင်ထိစာနယ်ဇင်းလောကမှာသတင်းတွေထုတ်လွှင့်နေတဲ့ဆိုစင်စာဖြတ်ဖို့လိုပါတယ်။စာရေးသူတွေဟာတင်ပြမဲ့အကြောင်းအရာတောင်စင်စာဘုတ်အဖွဲ့ကိုဥစွာတင်ပြဖို့လိုပြီးဒေဆုံးကြောင်းကြေညာစာတောင်စင်စာမဖြတ်ရင်တင်းစာတွေထည့်လို့မရပါဘူး။ မြန်မာနိုင်ငံမှာပညာရေးအသုံးစရိတ်ဟာ GDP ရဲ့တရားခိုင်နှုန်းအောက်သာဆယ်စုနှစ်များစွာရှိခဲ့ပြီးပညာရေးကျန်းမာရေးထက်စစ်ရေးကိုပိုးဦးစားပေးခဲ့လို့ဖြစ်ပါတယ်။သမိုင်းကိုမသိရင်အနာဂတ်ကိုလည်းပြောင်းလဲလို့မရပါဘူး။နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေသိကျင်သေးရင် follow လုပ်ခဲ့ပေးပါ။ကျေးဇူးတင်ပါတယ်။